အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် channel လေးကနေပြန်လေးကြိုးကြိုးလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်ရဲ့ညီကိုမောင်နှမများကိုဖတ်ပြပေးခြင်းနဲ့အခန်းဆက်ဝိတ္ထုရှင်လေးကတော့ဆိုင်းဆရာကြီးဟန်တာဝီဦးဝင်းတင်ရေးသားထားတဲ့ဘာလဲဟေလူငယ်လူအမြင်ရတဲ့အခန်းဆက်ဝိတ္ထုရှင်ရဲ့အပိုင်း16ဖြစ်ပါတယ်ခင်ဗျာဒါတော့ထဆင်ပြေးကြပါအောင်ခင်ဗျာထောင်နဲ့ရောက်သွားတော့သူ့လူကိုယ်လူအချင်းသားကြီးမဟုတ်တတိတကြွကြီးတွေဝငယ်ဝန်ကြီးတွေပုံမှုပို့ချုပ်တွေ ဝါနုဝါယင်နိုင်ငံရေးသမားတွေတော်လှန်ရေးသမားတွေတပုံတကံတွေဘုံကြီးရဟန်းတွေចောင်းသားလူငယ်တွေစာရေးဆရာကဗျာဆရာသတင်းစာဆရာတွေပြည်သူကိုယ်စားလှယ်တွေတန်ကြီးတမန်ကြီးတွေလူမျိုးသားတွေအော်စုံလို့ပါကလားအကြောင်းမျိုးမျိုးနဲ့လူမျိုးမျိုးထောင်နေရောက်လာနေကြပါကလားပတ်ဝန်းကျင်တွေကိုကြည့်ပြီးကျွန်တော်တွေးနေမိတယ် အကြောင်းမျိုးမျိုးနေလို့ကျွန်တော်ပြောပေမဲ့အဓိကအကြောင်းကတော့ဆီယနာရှင်တွေရဲ့တရားလက်လွတ်နိုင်ငံရေးဖိနှိပ်မှု ချုပ်ချယ်မှုပတ်ကျမ်းတိုက်မှုရန်ညှို့အာဃာတကြီးမှုတစားကန်လုပ်မှုနေမဟုတ်နှင်းဖေ လုပ်မှုစတဲ့နိုင်ထက်စီးနေမှုတွေပဲဖြစ်ပါတယ်။တနည်းစဉ်းစားတော့ဆီယနာရန်နရာကြီးဟာဖိနှိပ်ခံပြည်သူလူထုတွေကပြစ်ဒဏ်သင့်သူတွေတာမကသူတို့တွေ့တဲ့သားတွေကလူတွေ သူတို့အတိုင်းဝိုင်းတွေကလူတွေသူတို့လက်ပါးစီတွေအလူတော်ကြီးတွေရှုတိုက်ခွေးတွေကိုလည်းစိတ်မထင်ရင်ထောင်ထဲကန်သွင်းနေတာပါပဲလားလို့နားလေလာရပါတယ်ကျွန်တော်ကထောင်ထဲမှာနှစ်ပေါင်း20နီးပါးကျင်လေခဲ့ရတယ်ဆိုပေမဲ့အတိအမြင်အကျုံအဆုံးအလွန်နည်းပါတယ်ထောင်လန်းကြီးကလားထောင်ကလားတော့မသိဘူးကျွန်တော်ကတူတူကဂရုချိုးပြီးတော့ကိုနှိတ်ကွတဲထင်တာပဲထောင်စောပိုင်းနှစ်တည်းမှာကျွန်တော်ခွေးနေရမရဆိုသလိုဖြစ်နေခဲ့ရတယ် ်ဘယ်နေရာမှာမှ ဖင်နှွေးအောင်မထိုင်ရကြောနှွေးအောင်မအိပ်ရအဲ့ဒီတကြနေရတယ်ကို မရှိခဲ့ဘူးဟိုတိုက်ရွှေ့ဒီအဆောင်ပြောင်းအဆောင်တစ်ခုတည်းတိုက်တစ်ခုတည်းမအားတောင် အခန်းတွေရွှေ့နေတာဘယ်သူနဲ့မှမျက်နှာတမ်းမိလောက်အောင်ကြကြမနေရဒီထဲစစ်ကြောရေးကိုနေ့ကြာရရှိသွားရသည်စေယုံတက်လိုက်ရသည်ဒီလိုနဲ့ကိုလူချင်းလည်းမကြုံရမဆုံရတာမန်ကျင်းသားတွေနဲ့လည်းမတွေ့ရမပြောရထောင်တွေ့ကြုံအလုံးနေခဲ့တယ် တကူတော့ငရေကြတယ်လို့ဖြစ်နေခဲ့ရတယ်။ဒီစားလေးကပဲစိတ်ဝင်စားစရာအကျဉ်းသားအချို့ကိုကျွန်တော်မြင်ခဲ့ရတယ်။အကျဉ်းသားအချို့ကြောင့်ကျွန်တော်ကြားခဲ့ရတယ်။ဒီလိုဆုံခဲ့မြင်ခဲ့ကြားခဲ့ရတယ်ဒါဆိုတာသူတို့နဲ့စကားလက်ဆုံကြားလောက်အောင်အထိတွေ့ခဲ့ဆုံခဲ့ရတာမဟုတ်ပါဘူး။ဖြတ်ခနဲ့မြင်ဖြတ်ခနဲ့တွေ့သဘောလောက်ပါပဲ။ဒီလိုဖြတ်ကနေရုပ်ပုံလွှာတွေကိုကျွန်တော်ပြန်ပြောပြမယ်လို့စိတ်ကူးတော့တချို့တလေကိုအသာပေးပြောပြနေတာတွေရှိလာတယ် အဲ့ဒီတချို့ဆိုတာကနိုင်ငံရေးမိသားစုကြီးတွေတက်ကပောက်ဖွာလာသူတွေဖြစ်ပါတယ်တချို့ဆိုရင်သူတို့ကိုယ်တိုင်လည်းထင်ရှားသူတွေဖြစ်ပါတယ်1991မှာကျွန်တော်တိုက်သုံးရောက်သွားတယ်ဟိုကန်းတီကန်းပြောင်းနေရကအခန်းနှစ်ကိုရောက်သွားတယ်အခန်းတစ်မှာဥယျာဉ်ထွန်းရှိတယ်သူ့ကိုလူရိပ်တောင်မမြင်ရခင်ကတည်းကသူ့သတင်းမျိုးစုံကိုကြားနေရတယ်နေတိုင်းစီးကရက်တဘူးသွင်းတယ်စားကောင်းတောက်ဖွဲတွေစုံတဲ့ရေချိုးချိန်သူများထက်ပိုရတဲ့လမ်းချောက်ရှူဖက်နဲ့ သွင်းစည်းတဲ့သူ့တန်တွေကိုလည်းကြားနေရတယ်။သူကအခန်းပြင်ကြာကြာထွက်ခွင့်ရလို့လားကြာကြာထွက်ခွင့်ရအောင်ကြံနိုင်လို့လားတော့မသိဘူး။မကြမ်းကြလူငယ်တွေနဲ့စကားပြောနေတဲ့တန်တွေကိုကြားရတယ်။သူအမေရိကန်မှာနေခဲ့တဲ့အကြောင်းတက္ကစီမောင်းသမားလုပ်ခဲ့မှုတဲ့အကြောင်းအစ္စရေးကုမ္ပဏီနဲ့တယ်လီဖုန်းလုပ်ငန်းလုပ်တဲ့အကြောင်းအတန်တွေကအတော်ဆုံးတယ်။ငါစီအုံးနေသွင်းရောက်ခဲ့ဘူးတယ်။တိတ်ခဲ့တဲ့အုံးစီတွေကကြာကြာစားရင်တည်တတ်တယ်ကွာ။ ဒါလေးဥရဲကတွင်းတာပဲလားတွင်းတာဘောကရောင်းတာပဲလားရောင်းတာဘောကသူ့တန်တွေကနားထောင်ရတာပြောစရာပါပဲလူငယ်တွေကလည်းသူ့ကိုခင်ပုံပေါ်တယ်အထင်ကြီးပုံလေးရတယ်မင်းကိုနိုင်တို့မင်းစီရတို့ကိုကိုကြီးတို့ဆိုတာသူနဲ့အတော်ရင်းနေတဲ့အရေးတော်ပုံကာလမှာအဲ့ဒီလူငယ်ခေါင်းဆောင်တွေကိုသူ ထောက်ပံ့ထားခဲ့တာလေဒီနေ့ထောင်ဝင်စားအပြန်ဝန်ထမ်းကကျွန်တော်ကိုအခန်းတစ်ခန်းနဲ့တွင်းတယ်ကျွန်တော်ခေါင်းစုပ်ဖွင့်လာပြီတော့လာလာဦးရဲထွန်းကိုဘွားကနေတွေ့ရတယ် ထိုင်ပါဦးဗျခမားနဲ့စကားပြောနေတာကြာပြီလူကဖြူဖြူတန်တန်ခန့်ခန့်ချောချောဘောင်းမီတို့အစိမ်းရောင်ဝို့လို့ပြုံးပြုံးရွှင်ရွှင်ပဲခမားကလည်းစာအုပ်နေမှာဒိတ်ကျွန်တော်ကလည်းစာအုပ်စိမ်းမှာပို့ဗျဒေါ်ဆန်းစုကြည်နဲ့လည်းကျွန်တော်ရင်းပါတယ်သူကအစိမ်းတက်တက်ပဲခမားကင်ပေးနေလို့ကျွန်တော်ဥရူအန်းနဲ့ဖြစ်နေတယ်လူစိမ်းနဲ့စကားပြောတဲ့အလုပ်တိတ်လုတ်တတ်တာမဟုတ်ဘူးကျွန်တော်ဖြုံသွားတယ်သူ့စကားကထောက်လန်းရေးရဲ့ရုပ်သေးကျိုးကင်ပဲ့တင်တန်ပါကလား မဟုတ်ပါဘူးဗျာထောက်လန်းရေးကစာအုပ်ကြီးတွေဆွဲသွင်းတာပါကျွန်တော်ကနိုင်ငံရေးတွေဘာတွေသိနာနေတာမဟုတ်ပါဘူးဒေါ်စုချင်းဝါနောက်ကလိုက်လိမ့်နေတာပါသူစကားတွေဆက်ပြောတယ်ဘာတွေရဲ့လို့တယ်မမတ်မိကျင်တော့ပါဘူးဟိုနန်းကဘယ်လိုအချက်ပြလိုက်တယ်မသိဘူးအေးဗျာတွေးကြသေးတာပေါ့သူကစကားသိနေကျွန်တော်ကလေဟုတ်ကဲ့ဟုတ်ကဲ့ဆိုပြီးဝန်ထမ်းဆွဲခေါ်ရပါခဲ့တယ်။ဦးရထုံးကရှေ့နေချုပ်ဦးချန်ထွန်းရဲ့သား။ဦးချန်ထွန်းက1940ခု ခြေခံဖွဲ့စည်းပုံဥပဒေကိုရေးဆွဲတဲ့သူလွတ်လပ်ရေးတိုက်ပွဲခေတ်ကနာမည်ကျော်ဝှလုံတော်ရကြီးဗိုလ်ဆောင်ဆန်းတို့နဲ့အတူလက်တွဲလှုပ်ရှားခဲ့တဲ့သူဥယျာထုံးကကြံရည်ဖန်ရည်တော်တော်ကောင်းတဲ့သူပဲမနေ့ထမင်းဝေပြီးရင်သူ့အပြင်ထွက်ရပြီကျွန်တော်စီတော့တကားမှရောက်မလာဘူးအခန်း33ကဘေးရင်ဆရာမင်းတင်ခအခန်းရှိမှသွားထိုင်တယ်ထမင်းစားတယ်စကားပြောတယ်အခန်းအတိုင်းတော့ခတ်ပိတ်ထားခြင်းသူကလဟာပြင်မှာထမင်းစားစကားပြောနိုင်တယ် ။တက်ယုံက၆လာတဲ့ထောင်မှုကတော့ပွင့်နေတဲ့အခန်းတစ်ကိုတွေ့တယ်။ဆက်လျှောက်တယ်။အခန်း73မှာသူ့ကိုတွေ့တယ်။ဆက်လျှောက်သွားတယ်။ဘယ်စီဘယ်ဝဲမသိပျောက်သွားတယ်။ဘူးရထွန်းဆက်ပြီးစကားဖောင်နေ။1996မှာထောက်လန်းကြီးစစ်ကြောစခန်းအခြေစိုက်တဲ့အထူးဆောင်ကိုကျွန်တော်ရောက်သွားတယ်။ဆယ်နှစ်နှစ်ကျော်တယောက်တည်းတိုက်ပိတ်ထားခံရတယ်။ဒီနှစ်ကာလတွေကြာမှာဇာကနာတို့ကိုခင်မောင်မြင့်တို့ဘူကြီးဝင်းထိန်တို့ကရင်ဘုံမှုကိုကိုနိုင်တို့ ဘာကပယူကြီးကိုတက်ခိုင်းတို့ကိုတင်အောင်တို့မင်းကိုနိုင်တို့ဒီကျုပ်ကဥခင်မောင်ဆွေတို့ကိုမိုးသူတို့ကိုဝန်တတို့ဥကျော်ဆန်းတို့ဘိုးတော်ခင်ဝင်းတို့စတဲ့နိုင်ငံရေးအကျဉ်းသားတွေနဲ့အခန်းကျော် စကားအော်ချောင်းကြီးဆိုတာမျိုးနဲ့ဂျုံလိုက်ဆုံလိုက် ပြောလိုက်ဆိုလိုက်ရတယ်1999တကြံမှာကဗျာပြဆက်ရှိကြီးတပုတ်ကျွန်တော်အော်တယ်ထောက်လန်းကြီးအခန်းကအထူးဆောင်ပါပါအခန်း30ကအခန်းချစ်အထိကဗျာစလုံးနေပေါက်ပေါက်ကျဲနေတယ် ပဲ့တင်ထက်နေတယ်။ရကန်းလုံးခတ်တယ်လို့တိုက်တစ်ဖက်ဆုံးကတစ်ဖက်ဆုံးကိုဒိုးတောက်ရိုက်ခတ်ရွေလျားနေတယ်။ကျွန်တော်စကလုံးတွေကို တခန်းခန်းကလူကဗောလီဘောပုတ်တယ်လို့ဆက်ပုတ်လွတ်နေတယ်။ပိတ်ပိတ်သာတိတ်ဆိတ်ငြိမ်သက်နေတဲ့အခန်းကတော့အခန်းလေးပဲ။နားထောင်ရုံနားထောင်နေသလားမသိ။ဒါမှမဟုတ်နားမထောင်နေဘူးလားမသိဘူး။အဲ့ဒီခန်းမှာဦးအေးဝင်းနေတယ်။ ဦးအေးဝင်းကဒေါ်စုရဲ့အကိုဝန်းဝဲအာသာနီကောင်းဆောင်ကြီးဥပဝင်းရဲ့သားကျွန်တော်မရှိတော့တဲ့နောက်သူဒီကျုံမှာဝင်ကူလုတ်တယ်လို့ကြားတယ်ဒေါ်စုနားမှာပေါ့နောက်တော့ထောင်ထဲရောက်လာရော အခုအခန်းလေးမှာ1998နောက်ပိုင်းတည့်ရက်မှာကမ္ဘာကျက်ရှင်ဤအဖွဲ့ကျွန်တော်တို့စီရောက်လာတယ်လူတွေအားလုံးဆုံတွေ့ဖို့ကျက်ရှင်ဤအဖွဲ့အကောင်းဆောင်မစ္စတာလီယွန်ကိုကျွန်တော်ပူဆာတယ်အခြားလူတွေကလည်းဝိုင်းပြောကြဟန်တူရဲ့အားလုံးတပေါင်းနဲ့တွေ့ကြရတယ် လူတွေကတော့မမှန်မိတော့ဘူးကိုတက်ခိုင်ပါတယ်ကိုကိုနိုင်ပါတယ်ဥကျော်ဆန်းပါတယ်ထင်တယ်ဥအေးဝင်းတော့မပါဘူးဥအေးဝင်းကသူတယောက်တည်းတိကျတွေ့ခွင့်တောင်းနေကျွန်တော်တို့နဲ့မဆုံလိုက်ဘူးသူမိသားစုကိစ္စတွေလားသူကသူကိုရေးကိစ္စတွေလားပြောခွင့်ရလိုက်လို့ဥအေးဝင်းဝမ်းသာမှာပါကျွန်တော်တို့လည်းပြောလိုက်ကြတာကျွန်တော်တို့လေးယောက်ဒီတိုက်ထဲမှာနေလာခဲ့တာကြာပဲကြာပေါ့တခါမှမျက်နှာချင်းမဆိုင်ခဲ့ကြရဘူးခုတွေ့လိုက်ကြတော့မှလူချင်းလဲမြင်ဘူး ကိုတက်ခိုင်းဆိုတဲ့လူကလူကျောပဲကိုကိုနိုင်တဲ့ဒီလိုပါပဲထောင်ပေါင်းချောမောဥကျော်ဆန်းကဒီချုပ်ဘူကော်မတီဝင်ဆိုတော့လူချင်းစုံဘူးမလားမသိကျွန်တော်ကတော့တိတ်မမှန်မိဘူးသူကပထမမကွေးတိုင်းနောက်စကိုင်းတိုင်းသူလဲတိုင်းလုတ်တွေနဲ့ခြာလက်ပတ်ရန်ကျွန်တော်လဲဘဟုအလုတ်တွေနဲ့ဝါလချီရန်ဝါလချီလေကုမားပဲတိပင်းကြီးအောင်မှာနည်းနည်းချင်းဆိုင်ထိုင်ရတယ်ဦးဝင်းကမစ္စတာလီယွန်နဲ့ တီးခြားတွေ့ပြီးအပြန်ကျွန်တော်အခန်းတရှိလာရက်တယ်။ဘုံကြီးဆုံးခံတယ်လို့အကြာကြီးရတာမဟုတ်ဘူး။ခဏပဲပြုံးနှုတ်ဆက်တယ်။တကယ်ကိုဘုံကြီးဆုံးခံတယ်လို့ပါပဲ။အကြီးကြီးကိစ္စလေးရှိလို့ဗျာလို့ပါဆက်ကပြောတယ်။တော်စုနဲ့ပတ်သက်သလားဒီကျုံနဲ့ပတ်သက်သလားသူ့ပုဂ္ဂိုလ်ရေးနဲ့ပတ်သက်သလား तू မပြောဘူးကျွန်တော်မသိဘုံကြီးလိုအကြာကြီးရတာမဟုတ်ပေမဲ့လူကဘုံကြီးရုပ်ပေါက်တယ်လို့လို့ပဲဖြူဖြူတန့်တန့်အိန္ဒြေတန်ပတ်တိအပြည့် သူလွတ်တာသွားရော နောက်ထပ်တစ်ခါမှမတွေ့လိုက်ရတော့ဘူးသူညီဖြစ်တဲ့ကိုချိုချိုအောင်တန်းကိုတော့ကျွန်တော်အကြကြီးမြင်ရတယ်တခန်းထဲအတူနေကြရတာကိုရန်ကုန်စေယုံကြီးရဲချုပ်ခန်းမှာကျွန်တော်ကနှလုံးယောဂနဲ့စေယုံတက်နေတာသူကတော့ဗာယောဂမှမသိလူကတော့ပိန်ကက်ကက်မျက်နှာကတော့သူ့အဖေအမေတွေနာမည်ရွေးမမှားတာတက်တည်ခန်းနေတယ်ပြုံပြုံချို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 မြူးမြူးအဲ့ဒီရက်တွေကတိတ်ကြရှည်ကြအောင်မဟုတ်ပါဘူး ဆယ်ရက်လောက်တော့ကြာထင်ပါအဆောင်တွေကများလူကဘောင်းဆောင်ဖြစ်နေလို့သူနဲ့ကျွန်တော်စကားမဆုံလူချင်းမြင်ရုံပဲသူ့ကိုကြီးကိုတူးနဲ့တွေ့တယ်သူ့ကိုကပုံချင်းမတူ ကိုတူးကဝဝဖိုင်ဖိုင်ညွညွတီတီကိုချိုက သူ့အမှုအကြောင်းအစိုးရသတင်းစာမှာရေးပုံကိုသတင်းစာဖြတ်ပိုင်းနေပြတယ်ဖတ်ခိုင်းနေဒေါ်စုအကြောင်းတွေဒေါ်လာငွေတွေဂျိုတုတယ်လီဖုန်းတွေဘာရီညာတွေမဲမသိတပ်ပရနံပေါင်းစုံတကား စိတ်နေတာပဲမမှတ်မိပါဘူးလူကလည်းနေထိုင်မကောင်းဖြစ်နေလို့ခေါင်းကမကြည်ဒီလိုသတင်းမျိုးဆိုတာကထောက်လန်းရေးလက်ရာတွေကိုယ်သတင်းသူသတင်းသူများသတင်းရေးလို့ထူးမခြားနာလာဘူးဒီအမေမွေးဒီကလေးလို့ပြောရမလားဒီပုတ်ထဲကဒီပဲလို့ပဲပြောရမလားကိုချိုကမုန်းထုတ်ကလေးတွေတတိလေးတွေလာပြေးတတ်တယ်ဆရာကြီးနောက်မှပြောမယ်နောက်မှပြောမယ်လို့အပြုံးစကားလက်သုံးစကားဆိုတတ်တယ်ကျွန်တော်ကလည်းခေါင်းညှိလိုက်တာပါပဲ အတင်ရောက်တော့သူနဲ့အချိန်တော်တော်များများတွေ့တယ်။သူ့ဖေဘိုးချုပ်ကိုဦးအောင်တန်းကွယ်လုံနဲ့နှစ်လေပွဲကျွန်တော်ရောက်သွားတယ်။သူ့ဖေကလဝဲနိုင်ငံရေးသမားဆိုတော့သူကလူတွေနဲ့ရိုးရိုးနှုန်းနှုန်းနေတတ်တယ်။သူ့ဖေလိုပဲ2009ထဲမှာဒေါ်စုကိုအင်းစိန်ထောင်တွင်တရားရုံးတင်တယ်။အင်းစိန်စီရှိလူစုကြတယ်ထိုင်ကြတယ်စကားပြောကြတယ်။ဒေါ်စုဘက်တော်သားတွေတော်တော်များတယ်။ဒီမိုကရေစီလှုပ်ရှားအင်အားစုတွေတော်တော်များတယ်။ဈေးသူဈေးသားရက်သူရက်သားတွေတော်တော်များတယ်။ ဒီကျုပ်ကလည်းလာတယ်ကျွန်တော်နဲ့နှစ်ယောက်သုံးယောက်လောက်ရှိမယ်ထင်တယ်ကိုချိုလည်းပါတတ်တယ်ကျွန်တော်ကြောက်ကုန်းအိမ်မှာနေတဲ့ရက်ဆိုရင်သူအိမ်တန်ရာရောက်လိုက်ဖို့တတ်တယ်ဒီဒီမိုကရေစီလှုပ်ရှားသူတွေကတော့သူနဲ့ကျွမ်းသူလွမ်းသူလွန်းသူများတယ်သူကလူတိုင်းနဲ့ပြုံးပြုံးပဲဗျဆရာကြီးကျွန်တော်ကတော့ဒီလူတွေအကြောင်းနောကြည့်နေတာနောကြည့်နေတော့တတိထားတယ်လို့ကျွန်တော်ကိုတူတူပြောတတ်တယ် ဒီလူတွေဆိုတာသူ့နာကလူစိမ်းတွေပြောတာလားထောက်လန်းရေးတွေကိုပြောတာလားကျွန်တော်မေးမနေတော့ပါဘူးသူကအဆန်းလေးတွေလည်းပြောတတ်တယ်တည့်ရမှာသူပြောပုံကဆရာအတွက်အင်းစိန်တက္ကစီစရိတ်ခံတဲ့လူရှိလို့ဆိုပြီးကျွန်တော်ကိုတက္ကစီနဲ့အင်းစိန်ပို့တယ်ကျွန်တော်ကတော့ပြန်အောင်မယ်ဆရာဆိုပြီးဘတ်စကားနဲ့လားတက္ကစီနဲ့လားမသိပြန်သွားတယ်2001လောက်မှာထင်းတယ်နိုင်ငံရေးအမွေကြီးခံပုဂ္ဂိုလ်တယောက်နဲ့ရန်ကုန်စေယုံကြီးမှာကျွန်တော်ဆုံရပြန်တယ်ဒေါ်ကြည်ကြည်ပါ ကွယ်လွန်သူဗမာပြည်ကွန်မြူနတီပါတီဥက္ကဋ္ဌတခင်စင်ရဲ့ကြံရည်သူဇနီးကိုထွေးမြင့်နဲ့ကျွန်တော်ကမမကြီးလို့ခေါ်ကြတယ်သူက ပြင်မနာသူဆိုတော့ပြင်မနာသာကိုထွေးမြင့်နဲ့ပိုရင်းတယ်ကျွန်တော်စေယုံတက်နေတော့နေတိုင်းထမင်းကြိုင်ပိုတယ်မမကြီးဒုက္ခမချနဲ့ကျွန်တော်ကတနေ့တစ်ထက်စားတာမနေ့စားလဲဧည့်သည်ဝယ်လာတဲ့ဗမာမုံနေနဲ့ပြီးတာဘယ်လိုပြောပြောမရဘူး ျွန်တော်ကြိုက်တယ်ဆိုတဲ့ဝတ်သားဟင်းဝတ်ချောင်ဟင်းပေကလာဟင်းဆိုတာတွေလေမထက်မပြတ်ပို့တယ်အဲ့ဒီရက်တွေမှာမမကြီးက ကျမ်းမာရေးပြိုလာနေပြီမနေ့စောစောရေချိုးတယ်လူနှစ်ယောက်လောက်တွေ့ရတယ်အတော်ယာရင်နေပြီဖီလိန်ပြီးရင်မမကြီးကိုကရင်ပေါ်မှာအခန့်သားအမြိုင်သားအချောသားတွေ့ရတယ်ငယ်ရုပ်မကုံသေးဘူးငယ်သေးမပြည့်သေးဘူးငယ်သေးဆိုတာဒေါရီမန်တွေကိုပြောတာတည့်ရကျွန်တော်ကိုလူလွတ်ခေါ်တယ် ရောက်တော့ပြောလိုက်တာစုံရောဒေါရီမိုးတွေကလည်းလာသည်ငိုတန်းရှိုက်တန်းကလည်းပါသည်သူတို့နိုင်ငံရေးအနယ်ကျွန်တော်ရဲဘော်တရားရဲ့နှလုံးသားရေးရခေါ်မလားနေအိမ်သားရေးရခေါ်မလားမသိသူကအိမ်သူဟောင်းဘက်ကလိုက်ပြောတယ်တနားကြီးလောက်ကြတယ်စေယုံတက်တုံစိတ်တုံစရာစိတ်တုံစရာတွေမပြောပါနဲ့မမကြီးရဲ့အဲ့လိုပြောလို့မရဘူးလူကတိတ်မလို့နိုင်လို့သာထမခုံတာကရုဏာဒေါသတွေကတော့ယထာကောင်းတွေကြီးလို့ ကျူးကျူးချင်းချင်းတကုတ်ကုတ်ပဲကျွန်တော်ဆေးရုံကဆင်းလာရတယ်သိမကြဘူးမမကြီးတယောက်ကွယ်လို့နေလို့ကြားရတယ်ဆေးမကောင်းဖြစ်ရဆေးမကောင်းဖြစ်လိုက်ရတာကျွန်တော်ဆေးရုံမှာရှိတော့ဝမ်းသာကြရလေးတွေလည်းကြုံရသေးတယ်မမကြီးကျေးဇူးပေါ့တရမမမကြီးလူနာမီးဖို့မိတ်ဆွေသားမိလာတယ်။တခင်ဆိုးရဲ့ဇနီးဒေါခင်စီပါ။ဒေါခင်စီနဲ့နောက်အိမ်တောင်ကိုဆိုးနိုင်တဲ့ကျွန်တော်ကအလွန်မတန်ချစ်ခင်ရင်းနှီးကြတာ။ မမကြီးကိုအကြောင်းပြုပြီးဒေါခင်စီဆေးရုံလာတယ်။ဒါတော့မှမမောင်နိုင်လဲပါလာတယ်။အချုပ်ခန်းထဲဝင်ခွင့်ရတယ်။မမကြီးအခန်းကတဆင်ကျွန်တော်လာတွေ့တယ်။ဒေါခင်စီနဲ့တွေ့ရတာလဲဝမ်းသာလိုက်တာ။မတွေ့ရတာ15နှစ်15မိုးရှိပြီလေ။သူတေကိုတေမတွေ့လိုက်ရလို့ကတော့ဒီဘဝပြီးပါလေရော။ထောင်လန်းကြီးတက်လုံးပြိုးတော့ဘိုးချုပ်ကြီးခင်ညွန့်ရဲ့နောက်လိုက်ဖို့ပါရီနဲ့ကြုံလိုက်ဆုံလိုက်ကြားလိုက်မြင်လိုက်ရပြန်တယ်။ တိုင်းနာခေါင်းဆောင်ရခိုင်ကြီးကိုတာဘန်းနဲ့လည်းတွေ့လိုက်ရသည်နိုင်ငံတကာကြက်ချီနီတွေလာတော့တရက်သူနဲ့ကျွန်တော်အတူစကားပြောလိုက်ရသည်ဝမ်းသာတာပေါ့သူနဲ့ကျွန်တော်ကတရင်စာလုပ်ဖက်သူចောင်းစားခေါင်းဆောင်ဘဝကလေးကတည်ခဲ့တာ1950ခုဒက်တန်ယုံချီဆန္ဒပြပွဲမှာဒက်အလန်ကိုသူမီးရှို့တယ်သူလက်မီးလောင်တယ်သူလက်ဖြားခါသွားရတယ်လက်မီးလောင်တာကို dash နေရှိတမားလေးလက်ဖြားခါသွားရတယ်။တမားရခိုင်ចောင်းသားလူငယ်တွေဆန္ဒပြပုံကတကယ်ကြမ်းတကူပြိုတုံးကတာဖန်းလူပဲ။ကိုလာတဲ့တာဖန်းကလည်းကြမ်းတုံးပဲ။အခုသူကဝါရင်နိုင်ငံကြီးလို့ပို့ကိုင်းပဲများအဖွဲဝင်လေ။ရခိုင်အဖွဲဒူဥက္ကဋ္ဌညညတော့တိုင်းသားလူမျိုးများမဟာမိတ်အဖွဲကောင်းဆောင်တဦးဆိုတဲ့ဂုံရီဘုတ်တွေနဲ့လှူရှားနေသူဖြစ်နေပြီ။ထောင်ကားထွက်ခံဒီတနှစ်အလို2000ခွန်မှာအထူးဆောင်ပွင့်နေ။အသက်ရှူဆောင်လာတာကိုပြောတာပါ။ တတိကြီးမောင်ဝေးရောက်လာတယ်။ရုတ်တန့်ဆက်သွင်းတယ်။အခန်းဖျောင်းပစိုးခင်းတယ်။အဆောင်ရုံးငယ်မှာထောင်မှုတွေနဲ့ထမင်းစားတယ်။လူကငငယ်ပြုံးပြုံးမှာပဲ။စကားပြောခွင့်မကြုံလို့သူ့အကြောင်းမြများဆဆမသိလိုက်ဘူး။အော်တတိကြီးလည်းထောင်ထဲဆွဲသွင်းခံရတာပါပဲကလားလို့ပဲတွေးမိတယ်။နိုင်ငံရေးအမွေကြီးခံပုဂ္ဂိုလ်တွေကထောင်ထဲရောက်နေသူတူကတော့ဥနေဝင်းရဲ့မြေကိုအေးနေဝင်းဖြစ်တယ်။သူကသူ့အဖေသူ့ညီတွေနဲ့အတူ တည်တံကိုစီရင်ဝင်ပိုက်ပြီးထောင်ထဲရောက်နေတယ်။သူ့အမေကလည်းအကျေကျုပ်ကြနေတယ်။2008အစောပိုင်းလောက်မှာကျွန်တော်တို့တွေညီကြီးပေါ်လမ်းလျှောက်ခွင့်ရတယ်။တယောက်ထွက်တယောက်ဝင်အချိန်လွဲအချိန်လွဲပေါ့လေ။ပထမတော့လက်ပြချေပြနှုတ်ဆက်ရုံမယ်။နောက်ကြတော့သူ့ဝင်ကိုအထွက်ဝန်ထမ်းမမြင်ခွေရမှာစကားတခွန်းစနှခွန်းစပြောကြာလာတော့စကားများများပြောစာအုပ်စာဆောင်ဖလှယ်ပေါ့။ကိုအင်းနေဝင်ကအသက်30လောက်ရှိရောမယ်။ ယူကေသွားပြီးပညာသင်ဖို့တယ်အခုကျွန်တော်တို့နဲ့အတူထောင်ချအတူအထူးဆောင်ရောက်နေတဲ့နိုင်ငံသားရေးဝန်ကြီးဦးဝင်းအောင်ပြည်တိန်တမ်းမဲ့ဘဝကသူ့အိမ်မှာကိုအေးနေဝင်နေထိုင်ခဲ့ဘူးတဲ့ကျွန်တော်လမ်းလျှောက်ချိန်ကိုအေးနေဝင်တို့အိမ်အမှတ်၅ရှိကဖြတ်သွားတယ်သူပရိယုတ်တန်ပဋ္ဌာန်းယုတ်တန်တွေကြားခဲ့ရတယ်ကျွန်တော်ကြားဘူးနားဝမရှိတဲ့ဖရာတရားစာတွေရုပ်ပတ်တရေဇေတန်တွေလည်းကြားရတတ်တယ် သူဖတ်တဲ့စာအုပ်တွေကလည်းစာကောင်းပေကောင်းအစင်းမြင့်နိုင်ငံရေးစာတွေကမ္ဘာအရေးစာတွေစာအုပ်တွေမှာ သူ့မိတော်ဆန္ဒဝင်လက်မှတ်တွေကိုတွေ့ရတယ်။အမေကစာဖတ်တော့တားလဲစာဖတ်တန်တာနဲ့တွေ့ရဲ့။ဒီနေ့မှသူနဲ့ကျွန်တော်စကားအတော်ကြာပြောရတယ်။အန်တီစုတို့ရောမင်းကိုနိုင်တို့ရောလို့စီချင်ပါလေအပရဲ့။အပရောပေါ့ကျွန်တော်တို့ရောပေါ့။ဒါပေါ့ဗျာ။နိုင်ငံရေးစိတ်ဝင်စားတယ်ပါတီတွေဘာတွေတော့မလုပ်ချင်ပါဘူးတိုင်းပြည်တိုးတက်စေချင်တာလောက်ပါ သူကချင်းချင်းဆဆပြောနေတာတခုပဲရှိရဗျာကိုမင်းကိုနိုင်တို့ စာဖက်မှာဖက်ရရလားမသိဘူးစာမဖက်ရရင်တော့သူတို့ခေါင်းသေးမှာပေါ့လူငယ်တိုင်းခေါင်းကြီးစေချင်တယ်ဗျာကျွန်တော်လည်းတုံစကားတခုရှိတယ်ညာညီငယ်မြန်ပြည်ဟိနဲ့မြမာတွေရွှေမဲ့လို့ပြည်ပြည့်ယုံပြည့်ရင်ကံကောင်းမျိုးပါတုံနိုင်နေညာရှိကြမှညီညွတ်ကြမှငင်းချမ်းလူစိတ်ကြီးမှာဗျကြည်ရင်ပြည်ဖြိုးမှာပေါ့ဗျာ ိုးဆက်တဲ့လူငယ်လောက်ကြရမှာပေါ့လေကိုအင်းနေဝင်းကပြုံးနာထောင်နေလူငယ်ပေမဲ့လူကြီးလူကောင်းမပေါက်တယ်ရွှေမက်တို့ជីဆိုးတို့ဆိုတဲ့သကလုံးတွေကိုလည်းမတိမတာပဲနားတင်ယုံလိုက်တယ်တိုင်းပြည်ကြီးတကယ်ဖွံ့ဖြိုးခြင်းတန်ပြီပေါ့ဗျာကိုမင်းကိုနိုင်တို့လည်းစာကောင်းကောင်းဖတ်ခွင့်စာများများမှတ်ခွင့်ရစေခြင်းပါလေဗျာနောက်တစ်ခါတွေ့တော့အခြေခံဥပဒေအကြောင်းကြီးပြောတယ်ကျွန်တော်လုံးဝလက်မခံတဲ့အချက်ကိုမပြောဘူး စစ်တမဲ့အသက်90ဆက်ဆိုတဲ့ကိစ္စမျိုးပေါ့ရုပ်တံ MRTB ဖိုးမှာနားကလောနေရတဲ့တချင်းကိစ္စအတူကိုပြောတယ်ကိုကင်စာလာဗျာမင်း16နှစ်ပြည့်ပြီလားဆိုတဲ့တချင်းခဏခဏဆိုနေတယ်စိတ်ပေါက်ပေါက်နဲ့16နှစ်တောင်ပြည့်သွားပြီကွာထောင်ဆွေးမလားငါဆွေးမလားမသိဘူးဟေးလို့ပြန်អော်လိုက်ရတယ်ကိုအင်းနေဝင်ကအတန်ထွက်អော်ရတယ်ကိုကင်စာကလည်းဆန္ဒခံယူပဲတချင်းကိုနင်းကိုဟိနေတာကိုဒီချိန်သူ့အဖေကိုစိန်ဝင် တက္ကသိုလ်ကျောင်းသားခေါင်းဆောင်တင်းစားဆရာသာရှိနေသေးရင်ကျွန်တော်អော်ရအောင်ပါပဲကိုစင်ဝင်းနဲ့ကျွန်တော်ကသိခင်တာစိတ်ကူးတွေမတူတော့စကားမတူညင်ရခုံရအော်ရဟဲ့ရဖြစ်ရတတ်တယ်ကိုစင်ဝင်းကမူပြီးမိမနဲ့ရန်ဖြစ်ရင်ကင်စာစီစာညီကိုကိုခေါ်ပြီးကျွန်တော်အိမ်လာအိတ်တယ်အဲ့ဒီတော့ကျွန်တော်တောင်မေအဝိုင်းသားမှနေတယ်သူ့မှာကျွန်တော်အခန်းတော်ရှိတယ်အလွယ်ပဲတကားဖွင့်တယ်ကျွန်တော်ကရင်ပေါ်မှာတားအဖတွေတိုးအောင်အိတ်တော်လာပေါ့အဲ့ဒီလိုလူမမဲအွေမတ်မိထားတဲ့ တငယ်ချင်းသားကမင်း16နှစ်ပြည့်ပြီလားလို့မေးတော့ကျွေးမိတော့တာပေါ့ပြီးတော့သူ့တချင်းတွေကတီဝိုင်းကလည်းဂျိန်းတုတ်တုတ်ဂျိန်းတုတ်တုတ်ဂျိန်းလိုက်သေးတယ်သူ့လောက်တာနဲ့ဆန္ဒခါခံယူဝဲကိုလည်းကျွန်တော်ထွီသွားတယ်အခြေခံဥပဒေကိုလည်းထွန်သွားတယ်စာနဲ့ပြီးနေဖတ်ရတော့ပို့လို့ပို့လို့နှလုံးနာသွားတယ်ကျွန်တော်ထောင်ကထွက်လာတော့ကိုအေးနေဝင်အမေကိုဖုံးဆက်မယ်သူ့တရင်ပြောမယ်စိတ်ကူးတယ်သူကသူ့အမေအကြောင်းတဖဖပြောတဲ့တာကို ဖုန်းနံပါတ်မသိတာနဲ့မပြောဖြစ်တော့တာ1995လောက်မှာတခါ1998လောက်မှာတခါ2000လောက်မှာတခါရန်ကုန်စေယုံကြီးကျွန်တော်အခါကတက်ခွဲခံရတယ်။ကောက်ဝက်ချုပ်ခန်းမှာအကျဉ်းကြီးလောင်ခံရတယ်။ရဲချုပ်ခန်းမှာနေရင်နိုင်ငံရေးအမွေကြီးကံတူကိုတွေ့တယ်။သူကတီမြဲဖတ်စာပါလာခေါင်းဆောင်ဒူးဝင်ကြီးချုပ်ဟောင်းဦးကျော်ငင်းရင်ညီဝမ်းခွဲတော်တွေကိုထွေးမြင်ပါ။သူကကျွန်တော်နဲ့တက်တူရွယ်တူဦးနဲ့အတူတော့ခုဘူးလေ။ ိုးတန်နှကြိမ်ပြေးခံရဘူးလေစေဆိုးရလက်ထက်မှာနှစ်20ကျွန်းတန်ကြပြန်နေရဲချုပ်မာနေတော့လူတွေကမမမချားဆိုတော့တဲလေးစကားမဆိုမိကြပါဘူးကိုထွေးမြင့်ကဒီချုပ်မာအဆက်ဦးအဆအဦးပိုင်းကရန်ကုန်တိုင်းတိုင်းရင်ဖြစ်ခဲ့ဘူးလေနောက်မှဥတုဝေရဲ့ဒီမိုကရေစီပါတီမှာဒုက္ခထလို့ရင်ကျွန်းတန်ခံရတာသူကကျွန်တော်တို့အားလုံးထဲမှာတော့နိုင်ငံရေးဟင်းလေးအိုကြီးပေါ့ ချားလေးနည်းနည်းကဲတာအချင်းလေးနည်းနည်းစူးတာအသားနည်းနည်းမာတာတီးရွက်နည်းနည်းပြဲတာနဲ့ဆက်တော်ဝဲမဖြစ်တာသူနဲ့စကားပြောရတာပျော်စရာကောင်းပါလေဘူတုတလေးဆုံးအမတ်အသားကလည်းကောင်းအပြောဆိုကလည်းညံ့တော့နားစိတ်ပါလေသူကအစားကောင်းအဝါကောင်းတော့အကောင်းစားခြင်းအကောင်းဝါခြင်းပေါ့ ရဲချုပ်မှအတူချင်းကြားနေတဲ့တထေးမကြီးဒေါ်ကြီးကြီးဆန်းတို့ဘာကပဥက္ကဋ္ဌသခင်စင်ရဲ့ဇနီးအမကြီးဒေါ်ကြီးကြီးမမကြီးတို့အလူရည်ဆက်လက်နဲ့မကွာမန်းသူဒေါ်ဆူဆူထုံးတို့စီစကားတွေဖောင်ပြီးအလကားတွေတောင်းစားနေတာကြည်ပြီးစိတ်ထဲကချီးမွမ်းမိတယ်ဒီလူနိုင်ငံရေးနဲ့တော်မှာပေါ့မာတင်ကမော်အောင်နာကိုအခုကျွန်တော်ပြောခဲ့တဲ့လူတွေလို့နိုင်ငံရေးအမွေကြီးခံတွေတော့မဟုတ်ဘူး နိုင်ငံရေးနယ်နေတဲ့သူတွေလည်းထောင်ထဲမှာအများကြီးရှိသေးတယ်။တယောက်နှစ်ယောက်ကောက်ချောင်းဆွဲပြကြင်ပါသေးတယ်။ကိုနီခါဆိုရင်းစိန်ထောင်ထဲဆေးရုံမှာမတိသူမရှိဘူး။ကျွဲပေါက်လောက်ထွားကြိုင်းဝပြီးသူဘာမှုနဲ့ထောင်ထဲရောက်နေတယ်လည်းမသိဘူး။နိုင်ငံရေးအကျဉ်းသားတော့မဟုတ်ဘူး။သူ့ဖခင်က မာဆာလာခေကနိုင်ငံတော်ကောင်စီဝင်လုပ်ခဲ့တဲ့သူ1998လောက်ကအင်းစိန်ထောင်ဆေးရုံမှာကျွန်တော်ရောက်နေတယ်ကျွန်တော်နေရတဲ့ M5 ထဲမှာ ျွန်တော်တယောက်တည်းတနေ့တနေ့တန်တန်ကြားကနေလူတွေလူတွေသွာလာလှုပ်ရှားနေကြတာငေးတယ်ကျွန်တော်အခန်းထဲမင်းနဲ့ချင်းဆိုင်မှာဆေးရုံပိုးရှိတယ်အယူတိုက်နဲ့အနူတိုက်ရှိတယ်ကိုနီခါကအဲ့ဒီတိုက်နှလုံးရဲ့တန်းစီအယူတွေအပြင်ထွက်လျှောက်နေရင်သူကလိုက်ဖမ်းတယ်သူ့ကိုလူတိုင်းကြီးယုံတယ်တူနီလောက်ကနေခင်းတိုင်းဟင်းကျွေးလေတောင် ဝန်ထမ်းတွေနဲ့ပဲအာလူငရုတ်ကြက်သွန်းစီတွေမှာအဲ့ဒါတွေရှောက်မှာတွေညနေစောင်းရင် ပုံစံအမဲသားဝင်လူနာတချို့ကသူ့ကိုမစားတဲ့အမဲသားကို15ကျက်နဲ့ပြန်ရောင်းနေသူ့မှာထန်ချိုင်လေးတွေရှိတယ်ကြက်ခိုးမီခိုးနဲ့မဲသေးနေတာပဲချိုင်လေးကိုအမဲသားထက် စီထက်မြေကျက်သွန်းထက်ရေထက်ပြီးရင်အဖုံးပိတ်ချိုင်ကိုဖိုးကဖွဲမိပြပုံထဲကိုသွင်းနိုင်ဝဲတနာကြီးဆိုရင်ကြက်ပြီးဒီလိုပဲအာလူဟင်းပဲဟင်းတိရွယ်ဟင်းဆိုတာတွေကိုစီမံတယ် ဖိုသွင်းနေချက်ရင်ရောင်းနေဆေးရုံဆိုတာတတိတိဆရာဝန်နေအထက်အထက်ကြီးပြီးထောင်မှုထောင်ချက် အထက်ကြီးပြီးစိန်ကြနေသူတွေအဲ့ဒီလူဒန်းစားကတိုနီကားချက်ဟင်းနေဝယ်စားတယ်အမေသားဟင်းတစ်ခွက်မှာအစိတ်အာလူဟင်းပဲဟင်းတစ်ခွက်15ချက် ကောင်းရင်စားစားပြီးရင်ပိတ်ဆံပေးတူနီကားနဲ့စကားမပြောလိုက်ရပါဘူး ကျွန်တော်ကလေဆေးရုံမှာတောင်းတိကျပိတ်ခံထားရတာဘယ်သူနဲ့မှစကားမပြောရမဆက်သွယ်ရအခြားလူလည်းကျွန်တော်စီမလာရစကားမပြောရမဆက်သွယ်ရဘူးကျွန်တော်မလုပ်ခင်တိုနီခါလွတ်သွားတယ်မကြလိုက်ပါဘူးကားတိုက်ခံရလို့တေချာတဲ့လူဘဝဆိုတာကံကြမ္မာခေါ်ခေါ်ဖျားလူတော်ခေါ်ခေါ်တိုက်ဆိုင်မှုပဲခေါ်ခေါ်တေချိန်တန်တန်မတန်တန်တေဖို့ဖန်လာတော့တည်နေရတာပါပဲလေ တေသူတွေကတော့ဘာတိတော့မလဲမတေလို့ကြံခဲ့တဲ့အဆွေမျိုးသားချင်းမကင်းရမကင်းချောင်းတွေကတော့မိတ်ဆွေတငယ်ချင်းဖြစ်ဖြစ်လောက်ဖို့ဂိုင်ဘက်ရဲဘော်ဖြစ်ဖြစ်ဝမ်းနဲ့ကြေကွေးဖြစ်ကြရတာပေါ့လူစိတ်ပြောင်းနေတဲ့အာနာရှင်တွေအဖို့တော့မတေ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 အတေမစိတ်ပြီးရောဒါအမိတ်မယ်လူသားနဲ့ဆေအာနာရှင်ဆေအာနာရှင်နဲ့ထောင်ထောင်နဲ့လူသားတန်တရာချားရဲ့ဟကြီးတဖွာဖွာလေပတ်နေပါကလား လူတွေလည်းဇာတိစကားဖြာရိမရဏနဲ့မွေးတေရဟတ်လဲပတ်နေပါကလားဆရာနာရှင်စနစ်နဲ့ထောင်စနစ်ကတော့သူတို့ချင်းလဲပတ်တာဘယ်တော့မှရက်ပါလေဒီကနေ့ဖတ်ပြခဲ့တဲ့အပိုင်းလေးကိုအချိန်ပေးပြီးနောက်တော့တာဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနောက်တော့တာဆင်သူညီကိုမောင်နှမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများနဲ့တလုံးတဝပြည့်စုံနိုင်ကြပါစေကြောင်းကျွန်တော်ဟန်လေးမှစုမုံကောင်းတောင်းရင်ကျန်တဲ့အပိုင်းများမှာပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ